ဘရိုက်တန်ကလည်းရှော့တက်လို့မရတဲ့အသင်းနောက်ဆုံးလိလျောက်ဆုံး၄ပွဲဆက်လည်းရှုံးပွဲမရှိမိုးရင်းကဥရောပပွဲကြီးမကစားရလို့လားတော့မသိသူပွဲတစ်ပွဲကိုသူချင်းကပ်ပုံနဲ့ approach ရင်းကြီးတော်တော်ကောင်းလာတာတွေ့ရအာဘိုင်းတန်ကိုပြန်ကြည့်တယ်နော်ဘိုင်းတန်ခံဘိုင်းကလောလောကကောင်းနေရမဟုတ်ဘူးဒါပေမဲ့သူကဘယ်ရင်းလာတာသူကခံစင်းတဲ့ကစားတဲ့အသင်းမျိုး နောက်တစ်ဆုလေးသုံးသပ်ပေးမယ်ပွဲစဉ်တစ်ပွဲကတော့မန်ယူနဲ့ Brighton ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်နော်အောက်ဆာဖို့ပွဲမှာမန်ယူနဲ့ Brighton တို့တွေ့တယ်ပေါ့နော်မန်ယူကတော့ဒါဆရာတို့တည်တယ်နှစ်ပွဲဆက်နိုင်ပွဲရနဲ့ရမှုနဲ့အတူတော့နည်းနည်းတာယာယာလေးရှိလာပြီပေါ့နော်အဲ့တော့ပြီးရင်ပြန်ပြောရရင် Arsenal ကိုဒါအိမ်ကွင်းရှုံးခဲ့ပြီးတဲ့နောက်ပိုင်းမှာကစားခဲ့တဲ့အိမ်ကွင်းနောက်ဆုံးသုံးပွဲဆက်တိုက်လည်းမန်ယူကနိုင်ထားတယ်ပြီးတော့ပြန်ပွဲဆိုနောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာလည်းဟိုမန်ယူနေနဲ့ဂိုးမသွင်းနိုင်တာက Man City ကိုရှုံးခဲ့တဲ့ပွဲတစ်ပွဲပဲရှိတယ်ဂျန်တဲ့ ဝယ်တင်အားလုံးဂိုးသွင်းနိုင်တယ်တစ်ဖက်မှာ Brighton ကလည်း short တက်လို့မရတဲ့အသင်းနောက်ဆုံးလိနေအောင်လုံး၄ဘွယ်ဆက်လည်းရှုံးဘွယ်မရှိဘူးထူးခြားတာကအဲ့ဒီ၄ဘွယ်သက်တိုက်စလုံးက Brighton ကနှစ်ဖက်အပြန်အလှန်အတွင်းဂိုးတွေကိုကျွန်တော်တို့မြင်ပြီးတော့ဟိုဂိုးတွေမြူးပြီးတော့အောင်မြင်ခဲ့တာတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အပိုင်းဆင်လာမှာတော့ဒါအူထရက်ဖို့ကွင်းနောက်ဆုံးသုံးကြိမ်စလုံးဒါမန်ယူကဘိုက်တန်ကိုရှုံးထားတယ်ပေါ့နော်အဲအဲ့ဒီသုံးပွဲစလုံးကလည်းနှစ်ဖက်အပြန်အလှန်သွင်းကိုးတွေကိုမြင်ရတယ်မြင်ရတာကိုတွေ့ရပါတယ်တော့လက်ရှိခန်းစစ်တိုက်စစ်အားတွေကိုနှစ်သင်းစလုံးရဲ့ခန်းစစ်တိုက်စစ်အားတွေကိုနှိုင်းရှင်လိုက်မယ်ဆိုရင်တော့ဒီပွဲက ဟိုနှစ်ဖက်အပြန်လဲတွင်းခိုးနဲ့မြူးပြီးတော့လေသုံးခိုးအထက်လောက်များသွားနိုင်မလားပေါ့เนาะကျွန်တော်တို့အဲ့ဒီဘက်ဘက်ကိုနည်းနည်းလေးရိမ်းနေဆရာတို့ရဲ့အမြင်တွေကမန်ယူကတော့ဒါဟိုဒီနေ့တင်းလုံးကတော့ဒါဓာတ်ရဲ့ဘွဲတွေပြုမကစားတော့အောင်ပါတော့တိတ်ချောက်တော့ဆရာကြောင့်မယ်မန်ယူဘရိုက်တန်နဲ့တွေ့တယ်ဒါတော့ဆုရှိချိန်မှာဆိုရင်ဒါတချိန်လောက်ပဲတွေ့နိုင်ဆိုတော့ဟိုပြီးကြအိမ်ကွင်းတော့ဆုံး၃ချိန်ဆက်တိုက်လဲဘရိုက်တန်ကိုရှုံးတော့အိုးထရော့ဖို့မှာ၄ချိန်ဆက်တိုက်နိုင်ဖို့ဆိုတော့မန်အိုးတော့ဟိုဂေါ်ဒီယိုတော့မလုပ်နိုင်ဘူးဗျဟို ပြောရမယ်ဆိုရင်ကိုတော့1960လောက်ကတော့အဲ့ Man City က၄ချိန်တတတော့နိုင်ဘူးလားအဲ့အဲ့တော့ကလည်း Man U မှာ crisis ဖြစ်နေတာနဲ့ဟိုဟိုဒီ division Man U အဲ့ဘက်မှာ၄ချိန်စတိုင်နိုင်ဖို့ဆိုတော့ကတော်တော်မလဲခင်ဗျာ Guardiola တော့ Man City ကိုကိုင်နေတဲ့ချိန်မှာ Ultra Four မှာ၄ချိန်စတိုင်မနိုင်ဘူးသူက၃ချိန်စတိုင်တော့နိုင်တယ်သူတော့ဆာရဲ့ short တလို့တော့မရောက်တဲ့ဆက် right down ကစားပုံနေအခု well back ကလည်း34နှစ်တော့ရှိတာသူကနောက်ဆုံး၄ဘွဲ့မှာပြောတော့ဘလုံးပုံဘွဲ့မှာဆို၄ဘွဲ့တော့ခွင့်ရတာနော် Man U ကတည်း ချက်ကြီးလို့တင်းကောင်းတွေကိုလည်းဘိုးတွေတင်းနိုင်လို့ဝက်ဝက်ဘက်ကင်ကြီးလားဟာတောင်ပန်းတွေကိုကြည့်မယ်ဆိုရင်မီတိုမာလို့ပြီးရင်မင်တာလို့ပြောရတယ်ဒါတော့ကိုတူချင်းဆိုင်ရတာကိကူပြေရတူချင်းဆိုင်ကောင်းရကစားသမားတွေတင်းနောက်သူ့ရဲ့နောက်တန်းလေးကတော့နည်းနည်းလေးပြောစရာရှိတော့နော်မင်းရဲ့အိမ်ကမှဒါဘရိုက်တန်တုံးကျင်စတိုင်းနိုင်လာတယ်ဆိုတော့တကယ်အန်အားတက်စရာကောင်းတော့လေးလေးစတိုင်းနိုင်မှုဆိုတော့ကတော့မင်းရဲ့အဲဂုံတိတ်ကအူထရာဖို့အနေနဲ့တခုရှိနေတယ်ပေါ့ဒါလည်းစမ်းစားစရာလေးချက်ဘူး နောက်တစ်ချက်ကဒါအမော်ရီလက်တက်မှာဆိုရင်ဒါပရီးမီးယားလိနှစ်ပွဲစတိုင်းခဏရည်နေဆိုပထမဆုံးချိန်ဟုတ်ဆရာသူကတော်တော်လေးအဘကောင်တက်တက်နေပါတော့ကင်ရယ်တော့ တနစ်ကြောက်ကိုင်တနစ်ကြောက်လောက်ကိုင်တွင်နေရောကိုပရီးမီးယားလိဂ်နှစ်ပွဲစရိုင်းနိုင်ဘူးပြောတာပရမောဆုံးချင်ပြီးခဲ့တဲ့မတင်မပင်းလေဗာပူးရဲ့အိမ်ခွင်မှာနိုင်သွားတာပေါ့နော်အဲ့ဒီမှာသူကြည့်ရဆိုအမိုရင်ကအပွဲတစ်ပွဲကိုသူဟိုဥရောပပွဲကြီးမကစားရလို့လားတော့မသိဘူးသူပွဲတစ်ပွဲကိုသူချင်းကပ်ပုံနဲ့ approach နဲ့တော်တော်ကောင်းလာတာတွေ့ရစန္ဒလန်နဲ့ပွဲမှာဆိုလဲသူ့ရဲ့ဒါပွဲကိုချင်းကပ်ပြီးတော့စန္ဒလန်ရဲ့အားနည်းချက်တွေကိုရှာဖွေပြီးတော့သူ ရောင်းနိုင်ယူတော့တွေ့ရတယ်လီဗာပူးမှာလေလီဗာပူးရဲ့အားနည်းချက်တွေကိုသူရှောင်ပွေနိုင်ခဲ့အဲသူကစားသမားတွေကိုမှားလိုက်တယ်သူအကုန်လုံးဒီလစ်ကပြန်ပြောပြတော့သူသူတို့ဒါပွဲပြီးမှာပေါ့အအမွေရဲ့မမှားလိုက်တယ်ဆိုတော့ဒါလီဗာပူးမှာမင်းတို့နောက်ကန်အစွန်နဲ့အားနည်းနေတယ်ဟိုအော်နိုးလို့မရှိတော့ဘူးဘာဖြစ်စံဆိုလဲကြာပါပြီခါကတ်စကဆင်မပြေဘူးဖရင်ပေါင်ကအော်လေဆက်မကူတော့အဲ့လိုမျိုးလေးအဲ့အောင်းနေချက်ကိုရောင်းလဲဆိုပြီးတော့ကတော့မှားလို့ ဒီမှားလိုက်တာဒါ approach နဲ့တော့ပွဲတစ်ပွဲကိုချင်းကတ်တဲ့နေရာမှာသူတော်တော်လေးကောင်းလာဒါနှစ်ပွဲစားလိုက်သူနိုင်ရောအဲ့တော့ဒီပွဲမှာလည်း तू bright die အားလဲချက်ကို तू ရှာပွေမယ်ဆိုရင်တော့ဒါလူ Liverpool လိုပဲနောက်တိုင်းပိုင်းအားလဲချက်ရှိမယ်ဆိုတော့သိကြတယ်။နောက်သူကအမ်ဘူမိုဆိုတာလေခုနဒီနှစ်ပွဲနိုင်နှစ်ပွဲစားလိုက်နိုင်ရမှာအမ်ဘူမိုကောင်းလာလေးပေါ့။အဲဟိုဖိုးပေါင်းမှုလေးဖြတ်တင် volley အမ်ဘူမိုကလည်းဒါ bright die နဲ့တွေ့ခဲ့တဲ့၆ချိန်ပါဆိုရင်3ချိန်နိုင်3ချိန်ကိုသွင်းတယ်3ချိန်ဖန်တီးပေးဖို့ ဘရိုက်တန်နဲ့တွေ့သူ့ကစားသမားဘောမှာခြေစွမ်းပြောက်ဆုံးနှစ်သင်းရှိတယ်စောက်တန်တန်နဲ့သူ့ဒီဟိုဟာနဲ့ပေါ့ဘရိုက်တန်နဲ့အခုဘရိုက်တန်နဲ့တွေ့ပြီးမင်းကစားသမားအဖြစ်နဲ့သူ့ဘရိုက်တန်ဝင်ဆိုင်ရောက်ဆိုတော့ဘရိုက်တန်အနေနဲ့ကတော့နိုင်ဖို့မလိုဒါပေမဲ့ဘရိုက်တန်တိုက်စစ်ကလည်းလို့ကောပွဲတိုင်းလီဘောင်းလို့ဆန္ဒနဲ့ဘောမပေးရတဲ့နေထိုင်မှုရှိအနေထားရှိဆန္ဒနဲ့တသိန်းလောက်ကိုပဲဂိုးမပေးခဲ့ရတဲ့မန်ယူနောက်တန်းကိုဘရိုက်တန်ကဂိုးသွင်းနိုင်ပါ ဗန်ယူကလည်းငါတို့ ultra phone မှာ၄၀စက်လိုက်တိုင်းလာပြီးဖြစ်ခံမှာမဟုတ်ဘဲနဲ့ကစားလာမှာပဲ။တော်တင်းဆုံးကတော့ cancel အားလေးပိုင်းနေရှိတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါအပြန်လန်သွင်းကိုးတွေမြင်လာရမယ်လို့တော့နေတယ်။ဟိုမန်ယူနေနဲ့လည်းဒါဟိုအမိုရီလက်ထက်၃ပွဲစက်တိုက်ဒီလိ၃ပွဲစက်တိုက်နိုင်မလားဆိုတော့ကလည်းစောင့်ကြည့်ရမယ်အနေထားတကူ။ဟောဆရာရဲ့ဒီပွဲကိုဘယ်လိုမြင်လဲ။ဟိုတရားတော့ပြောရတယ်ဒီတော့ပြည့်လောက်ပါဘူးเนาะ။အဲဒီနေရာမှာတခုရှိတာမန်ယူကအမွေနဲ့ထက်မှာပြန်ပြည့်မယ်ဆိုရင်အိတ်ခွေးနဲ့ဘွက်တဲ့ကလေးရှိမရဘူးမိန်ခွေးတွေဒီထက်မှာပြန်ပြည့်မယ် ူကတဝဲဘူးမမေးရဘူးလေသူကဝဲတယ်မှာဘိုးပြန်သေးရတယ်ဘိုးပြန်နေနေရှိတယ်အော်ဒါကြပြောရတယ်ဒီနှစ်ခေါက်ကဗန်ဒီတိုင်းမှာလည်းဒီနှစ်ခေါက်ကအမှောင်လုံးနိုင်တယ်ပေါ့နော်။ဒီညမှာကလည်းဒီလိုခုနပြောလို့အမေကြီးကခံစေချောင်းကနှစ်ခေါက်တက်ကလေးကြီးရတဲ့အနေနဲ့မှာတော့မရှိဘူး။ဒီဘိုင်ဒန်နဲ့ထိတ်ထိတ်တွေ့တုံနဲ့ပွဲဒီမှာဘူးပြေးနေရတဲ့ပုံစံမျိုးတွေ့ရ။အာဘိုင်ဒန်ကိုပြန်ဖြစ်တယ်နော်ဘိုင်ဒန်ခံတိုင်းကငါတော့ငါကကောင်းနေတာဟုတ်။ဒါပေမဲ့ तू ကဘယ်လင်းလာတာ तू ကခံစင်းတဲ့ကဒါတက်တဲ့အမေကြီးမျိုးပေါ့။ तू ကတန်နေတဲ့ခွင့်ရကြယူတာပဲ။ तू ကလည်း ခုဆောင်ဒီတိုက်နိုင်တယ်မတိုက်နိုင်တဲ့ခုတန်နေလက်ခဲ့တယ်ဒါကလည်းပြီးတော့ဘယ်သေးဟိုမှာစိန်နေတဲ့ဟိုတယ်လို့မရှိဘူးပြီးတော့နောက်တစ်ခုရှိတာကဒီဝက်ကကမယ်ရင်းနဲ့ထိတ်ထိတ်ပြစ်တော်နဲ့နောက်တော့၄ဝက်မှာပြတ်နှစ်နှစ်ပွဲတိဘူးသေးထားနိုင်တယ်ဒါနာသမားပြီးတော့အဲဒါပြရလို့ပြောလို့ပါလေကျွန်တော်အပြန်အလှန်ပြင်ဖို့မြင်ရပြီးတော့ကျွန်တော်အနည်းဆုံး၃ခုလောက်ပြစ်တတ်ပါမယ်ပေါ့ဟုတ်ကဲ့ဟောအဲ့တော့ကျွန်တော်တို့ Man U Brighton ဝယ်တဲ့ဘက်ကတော့ကျွန်တော်တို့အဖက်ဘက်ကတုံးတက်ခဲ့တယ်လို့အတိုင်းပါပဲเนาะနှစ်ဖက်အတွင်းကိုအလေးပေးဟာအလေးပေးအနေထားမှုရပါဒါတစ်ဖက်တုံးလမ်းတိုက်စစ်အားပြိုင်မဲ့အနေထားမျိုးရှိနေတယ်ခန်စစ်တိုက်စစ်ကိုချိန်ပြီးပြောလိုက်ရင်ပေါ့เนาะဂိုးကလည်းပေးရမယ်ဂိုးကလည်းရအောင်ရမယ်ဆိုတဲ့အနေထားမျိုးမှာကျွန်တော်တို့တုံးလုံးတုံးဝန်းတစ်ပောက်ပဲကြာမယ်တုံးကိုအထက်မြန်နိုင်ကြီးကလည်း53.3300ခန်းလုံးရှိနေတယ်လို့ဒီဘွဲကိုတော့ကျွန်တော်တို့ဂိုးမျိုးတဲ့ဘက်ကိုပဲအားပေးတင်တယ်လို့ချိန်ပါတယ်